ကကြီးသုံးပါကျော်လွားခြင်းတဲ့တန်တရာထဲမှာဘဝတစ်ခုရထားတဲ့ပုံကိုယ်တွေကြုံတွေ့နိုင်တဲ့ဖေးဆိုးရံဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ဇမ္ပယံခါခြုံတတ်တယ်ပေါ့အဲ့ဒီလိုခြုံတဲ့အခါမှာအများစုဝိဇ္ဇာနဲ့မှဒီလိုကျုံလာတဲ့အခါမျိုးကြတော့ ကံမကောင်းအကြောင်းမလားလို့လို့ဆိုတဲ့အကြောင်းကိုမပြောတော့ဘဲနဲ့ဝတ္တသေးဝေသောဒေါသောတဏှာဝစီရဲတဲ့မှာတရားတခုနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ပဲလို့ဒီလိုဆုံးလို့ရတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒီလိုကကြီးသုံးပါးဘေးစိုးရံစိုးကမျိုးတွေနဲ့ချုပ်နေဆိုတာတခါတလေတခုတည်းအောင်မဟုတ်ဘူး။ ကဘာမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းလို့ကျုံတတ်တာတွေဖြစ်တာ။ဒါကြောင့်မို့လို့ကုသအကုသဆိုတာလည်းပဲသံဃာတလောက်ကြာတော့လူတွေမှာအကုသနဲ့ခင်းတဲ့ပုဂ္ဂိုလ်ဆိုမရှိနိုင်ဘူးလေ။အဲ့တော့မရှိနိုင်တော့အကုသဆိုတာလည်းပဲအခွင့်ရေးရရင်အကျိုးပေးတာပဲ။ကုသကလည်းအခွင့်ရေးရလာရင်အကျိုးပေးတာပဲ။သံဃာဝတ်ထဲကမလွတ်သေးသမျှတော့ အကုသူတွေကလည်းမြတ်စွာဘုရားတောင်းမှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင် ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကပံမြာဝတ်ထဲမှာရှိနေလို့ရှင်မလို့ကိန်းနိုင်တဲ့သဘောတွေပေါ့နော်အဲ့တော့မလို့ကိန်းနိုင်တဲ့သဘောတွေကိုတခါတရံကြတော့ကံကိုဥတီကြောရပဲရှိတယ်ခါတရံကြတော့အဆိုးနဲ့ဂျုံတာရှိတယ် မြန်မာနိုင်ငံမှာကအမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တခြားလူမျိုးတွေလည်းပဲဆိုင်ရဆိုင်ရကမျိုးတွေကြုံခဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှအုပ်ဆုံးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင် နောက်ပိုင်းမှာဗာရီကြုံတော့ဆိုပလီယောဂါတို့ဒါတွေကြုံခဲ့တာပဲလေတချို့ဆိုရွာလုံးကျွတ်မျိုးလုံးကျွတ်ကြောင်းရှိသွားတဲ့ဟာတွေရှိတယ်